အလုံးမဲမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ22ရက်နေ့မနက်ပိုင်းရရှိလာတဲ့သတင်းတွေကိုစူးစစ်ပြီးဗားမီမီဒီယာကနေတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ Grade 5 Grade 9 Grade 11အတန်းတွေကိုစကူးနှစ်ကစတင်ပြီးတော့အကြားစနစ်တွေအသုံးပြုတော့မယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်အဆိုပါတန်းတွေကိုရခင်နှစ်တွေကမအောင်မနေရစနစ်တွေကျင်းသုံးခဲ့ပြီး ယခုနှစ်မှာတော့အကြစနစ်အသုံးပြုလာနိုင်ကြီးများတယ်လို့ပညာရေးအသံဝန်ကဆိုထားပါတယ်။ဆိုပါအတန်းဒီမှာအကြစနစ်ကိုယခုပညာသင်တဲ့မှာသာစတင်ခြင်းတော့မှာက သက်ဆိုင်ရာအတန်းလိုင်းဆောင်မေးပွဲကြရှုံးမဲ့ကျောင်းသားကျောင်းသူတွေများနိုင်ကြောင်းသုံးသပ်မှုတွေလည်းရှိနေပါတယ်။ဒါ့အပြင် Grade 5, Grade 9, Grade 11ကျောင်းသူကျောင်းသားတွေကိုစာမေးပွဲမှာအကြစနစ်လှုပ်ဆောင်မယ်ဆိုပါကတနိုင်ငံလုံးအဲ့ဒါမေခွန်းတစုံတည်းထုတ်ပြီးစာမီးဝဲအဖြူလွားစစ်ဆေးမှုကိုအစိုးရမှစစ်ဆေးပြီးအောင်ချက်အထုပြင်ပေးဖို့ပြည်ယာကြီးအတိုင်းဝိုင်းကဆရာဆရာမတွေမှအကြံပြုပြောဆိုမှုရှိနေပါတယ်။ အစိုးရစစ်ဆေးမေးပွဲမဟုတ်ပဲတက်ဆိုင်ရာကြောင်းအလိုက်ဆီယမနေကသာမေးခွန်းထုတ်ပြီးအဖြေလွာစစ်ပါကကျောင်းသားတွေအောင်ခြင်းကြခြင်းနဲ့ပတ်သက်ပြီးမိဘနဲ့ဆရာဆရာမတွေအကြားပြီးသူတွေအကြားအငင်းပွားမှုတွေဖြစ်လာနိုင်တာတွေလည်းရှိနိုင်ပါတယ် grade 5 grade 9 grade 11အတန်းတွေကိုအတက်စနစ်ကျင့်သုံးမဲ့အပေါ်ကျောင်းသားမိဘအများစုကလည်းလက်ခံမှုရှိကြပြီးဆရာဆရာမတွေအနေနဲ့ကလေးတွေစားတက်မြောက်အောင်စနစ်တကျတင် जा ပြသပေးစီလိုကြောင်းနဲ့ဆောင်းမွေးပွဲကိုမှန်မှန်ကန်ကန်စစ်ဆေးဖို့လည်းပြောဆိုကြတာတွေရှိနေပါတယ်သမတာ grade 12တက္ကသိုလ်ဝန်စာမီပွဲအောင်မြင်မှုနှုန်းလဲမင်းတလာနိုင်မှာဖြစ်တယ်လို့သိရပါတယ်။ဒုတိယမြောက်တင်းနေတဲ့ပုံအနေနဲ့ရှင်းနေနိုဝင်ဘာလ21ရက်နေ့မနက်9:00လောက်ကအချင်းပြင်းနယ်ဖွားကဲမြို့စိုင်းတောင်ကျေးရွာကို စ်ကောင်စီကလေရင်နဲ့ရန်တန်းပြစ်ခတ်သွားတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။မာမာငွေထွက်နေတော့အဖိုင်တော်ဆင်းလာဟဲ့။အထဲဝင်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 ဟောဆရာဆင်းအချက်ဟာကျင်းနေမနဲ့လူမှုဆောင်ရွက်နာမှာထပ်ပေါ်လာတဲ့ဗီဒီယိုဖိုင်ရစစ်ကောင်စီကညာကြီးအချိန်မတော်လူနေအိမ်တွေပေါ်ရှမ်းတန်းပြီးပြစ်ခတ်နေတာဖြစ်ပါတယ်။ တတိယမြောက်သတင်းတစ်ပုဒ်အနေနဲ့အမေရိကန်ရဲ့ကြားဖြန့်တိုက်ဖြတ်ရေးအထူးတပွဲဟာတခြားလေးဝက်အစီအစဉ်တွေရှိနေနိုင်တယ်လို့စစ်အုပ်စုခေါင်းဆောင်တချို့ကပြောဆိုနေတဲ့သတင်းပဲဖြစ်ပါတယ်။လူတို့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး Strike Force ဘာမာအဖွဲ့တီမြန်မာနိုင်ငံရှိလေလံမှုစင်တာနှစ်ခုကိုစစ်စင်ရေးများပြုလုပ်ခဲ့သည်ဆိုပြီးလဲပါလာတွေ့ရပါတယ်။သူတို့စစ်စင်ရေးဘယ်လိုလုပ်ခဲ့တယ်မလုပ်ခဲ့တယ်ဆိုတာတော့ကျွန်တော်လည်းမသိပါဘူး။ဒီပြင်မှာလည်းတွေ့ရတာတော့မရှိပါဘူး။ ဒါပြင်မြန်မာနိုင်ငံမှာရှိတဲ့ KK ဘက်ကဲ့သို့သောလိင်လယ်မှုနေရာများကိုတိုက်ဖျက်ရန်အတွက် Royal Thai Police Warren Taxon နဲ့အတူပူးပေါင်းဆောင်ရွက်ရန်ဘန်ကောက်သို့ FBI အေဂျင့်များဖိလုတ်ခဲ့သည်ဆိုရလဲပါပါတယ်။ဒါထုတ်ပြန်ချက်သူတို့ထုတ်ပြန်တဲ့ထုတ်ပြန်ချက်ပေါ့။နှစ်မျက်နှာလောက်ရှိတဲ့ထုတ်ပြန်ချက်ထဲကနေပြီးကျွန်တော်တို့ဒါထုတ်နှုတ်ပြီးပြောတာဖြစ်ပါတယ်။ဒါတွေကိုသုံးသပ်ကြည့်ရင် ဒီနိုင်ငံအနေနဲ့ခုနပြောတဲ့ online လိမ်လည်မှု online လောင်ကစားမှုဆိုတာထက် online လောင်ကစားမှုတိုက်ခဲ့ရေးဆိုတာထက်နည်းနည်းတဲ့ hidden agenda နည်းနည်းတဲ့လျှို့ဝှက်ရည်ရွယ်ချက်တစ်ခုရှိနေနိုင်တယ်လို့ကျွန်တော်တို့သုံးသပ်ရရှိပါတယ်